ဒီနိုင်ငံတော်နာဇာကဝန်ကြီးချုပ်ကာကြိုကြီးဦးမင်းအောင်လိုင်းဝန်ကြီးချုပ်ကြီးဦးမင်းအောင်လိုင်းဦးဆောင်တဲ့အစိုးရကြီးပုံရိပ်ပုံရိပ်ကိုဖျက်ဆီးနေတာဘာလို့လဲဒီဝန်ထမ်းတွေပဲဝန်ထမ်းတွေဆိုတာအချင်းပြချသားတဲ့ဝန်ထမ်းတွေဝန်ထမ်းရုပ်ဝန်ထမ်းစုပ်တွေဝန်ထမ်းပြက်တွေယောက်ျားအဲ့လိုပြည်တည်တည်ရုပ်ကလေအောက်တန်းစားတာတိမ်းမင်းယောက်ျားပြည်တည်ယောက်ျားဆိုတီတီတက်နေရှိရဟာဟာပြောနေပြောနေပြန်ပြန်ပြောနေပြောနေဒီပြန်ပြောနေပြောနေဒါပေမဲ့မင်းအောင်နိုင်လို့စောက်ွက်အဲ့ဒီတိတိကျကျယောက်ျားအောက်တန်းစားရုပ် Hello Jeremy Babito ni ko monoma mya a lo ma mingla ba news page channel ka ne pro ma chu so lai ba de 2015 hu ne march la 16 ye ne chu တနင်္လာနေ့မနေ့ပိုင်းမှာနောက်ဆုံးကြားတဲ့တလန်သတင်းကောင်းများစွာရှိတာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်ခါတိုင်းလိုပဲပေါ့နော်။ဗီဒီယိုမကြည့်ခင်မှာအယုံဆုံးအနေနဲ့သတင်းတိုလေးတွေကြည့်လိုက်ရအောင်။ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ချင်းပြည်နယ်ဖလန်းမြို့တင်းစစ်စင်ရေးကိုချင်းညီနောင်နဲ့မာမေးတွေကနေပြီးတော့ဆင်ရဲလက်ရှိရာရခုရပိုင်းတွင်တပ်ပွဲပြင်းထန်ပြီးတော့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြင်းထန်ကုန်ပြုလုပ်ခုခံနေတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ တပ်ပွဲကတော့နေတိုင်းလိုပြင်းထန်ပါတယ်နေတိုင်းလိုအနေနဲ့များရှိတာပေါ့လေကျောင်းကတော့တကယ်ကိုပြင်းထန်ပါတယ်မင်းညတင်မဲ့150ကျော်နေရာနီးပါးပေါ့ white hole နဲ့ဆိုလို့ရှိရင်ဘုံသီးချတာရှိတယ်အနည်းနာမှာရှိတဲ့ရော်တွေကိုလည်းပတ်ပြီးတော့ဘုံချတယ်ပေါ့နှစ်ဖက်တပ်ပွဲကပြင်းထန်နေတဲ့အခြေအနေရှိပါတယ်ဆိုပြီးတော့မှ slide team ကနေပြမပြောဆိုထားပဲဖြစ်ပါတယ်ကျတော်ခုဆိုရင် fly မြို့တင်တဲ့ပွဲကတော့ဗောနော်စစ်ကောင်စီရဲ့ဒီ color ရနေ68တခုထဲသာကြန့်ရှိတော့တာဖြစ်ပြမကြခင်မှာတော့ကျတော်ချင်းချင်းတော့တဖွဲ့တွေကနေပြမအပြစ်တင်ပိုင်နေမယ်လို့ယုံကြည်ရတာပဲဖြစ်ပါတယ် နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ချုံမြို့မှာစစ်ကောင်စီကနေပြည်တော်မှာစစ်လေရင်ကိုအနေဆုံးပြန်တမ်းပြီးတော့မှဆင်းရဲတဲ့ပရိယတ်တိစာတိတိုက်ကိုဘုံချက်ပစ်ခတ်ခဲ့လို့တန်ဃာတော်ကိုပါနဲ့ပြည်သူ၅ဦးစုစုပေါင်း၁၄ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်လင်ကုန်နေနေလေးပြန်ပြီးတော့မှပြည်သူတွေကိုစပင်းရှာရီမှတည့်ရတဲ့တမင်ကိုရွယ်ပြီးတော့မှလူသက်သွားတယ်။တန်ဃာတော်ကိုပပြန်လွန်တော်မူပါတယ်။တန်ဃာတော်ကိုပမှကိုရင်ရှိပါနဲ့ဥစဉ်တပားပါပါတယ်။စပေးဆောင်ပြည်သူ၅ဦးလည်းတည်ဆုံးတယ်။စုစုပေါင်းက၁၄ဦးတည်ဆုံးပါတယ်ဆိုပြီးတော့မှအောင်ချုံမျိုးက ဗီဒီယိုတော့ကနေဘယ်မှာပြောဆိုထားတာပဲဖြစ်ပါတယ်ဒီကောင်တွေကတော့ဗနော်အလောက်ထိကိုအောက်တန်းချရုပ်မှာတာပြမခုဆိုရင်စပေးဆောင်တွေမှတိတိလေးနဲ့ကိုအနေဆုံးပြန်တမ်းပြရမှာဗနော်ဗီဒီယိုတွေပေါ်မှာဘုံချက်ပြခတ်တိုက်ခိုက်သွားတာပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်စစ်ကောင်စီရဲ့ဗနော်ပြမသိနဲ့ချုပ်ပေါ်လာတဲ့ဒီစစ်ရဆွမှုမြောက်တဲ့ဥပဒေတွေကိုကျွန်တော်ဘက်ကနေပြရမှာအများဆုံးဖော်ထုတ်အေးအေးယူတော့ဖို့နေတဲ့ကောင်ဖွဲ့စည်းတွေကိုလည်း တင်ပြနေတာတွေရှိတာဖြစ်ပြတော့ပါနော်မြောက်နယ်တို့အစုအနေနဲ့ကတော့ဒီလိုမျိုးဆက်ပြီးတော့မှမ US နဲ့ဝင်ဆိုတော့ကျွန်တော်တို့တော်လိုင်းရာစုတွေရဲ့ပြခတ်ချင်းမုံတိုက်ခတ်ချင်းကိုခိုင်းမယ်ဆိုတော့ဒီနေရာကနေပေါ့နော်ဒီပေးပြောလိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြက်မှာကတော့အေကနေပြီးတော့မှညောင်ကျိုးတိုက်ပွဲမှာပေါ့နော်ဒီညောင်ကျိုးစကန်းကိုတင်ပတ်ရရှိပြတဲ့နောက်ပိုင်းမှာဘယ်မျိုးတွေကိုစတင်ပြီးတော့မှထိုးစစ်ဆင်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဆရာလူမြတ်ကျော်ရဲ့အထုံးသက်ပြောဆိုမှုလေးပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်စာကြည့်လိုက်ရအောင်နော်လက်ရှိညောင်ကျိုးတိုက်ပွဲမှာတိုက်နေတာ အာဂတ်တော့အင်းတမူးတွေနဲ့ပူးစီဥဆောင်တွေနဲ့ပါတယ်ကျွန်တော်တို့က PDF တိပြဘယ် PDF လဲဆိုတော့ NUG MOD လောက်က PDF မဟုတ်ဘူးခုနကျွန်တော်တို့ကြောင်းသားလိုက်ဟိုတက်တော့ ADBI မကိုရေး PIE PLA အစရှိတဲ့တေးကြတက်ပုံတွေကြီးပဲဖြစ်တယ်ဆိုတာမပေါ့ရှင်းရှင်းလင်းလင်းထင်တာမြင်တာအောင်ပြောပြစီတချို့တွေချော်လိုင်းရိုးထိုင်လုပ်နေတာတွေ့ရပြအဲ့တော့ညောင်ကျိုးနဲ့ပတ်သက်ပြီးကျွန်တော်တစ်ချက်ပြောပြခြင်းပါသေးတယ်ညောင်ကျိုးမှာ ီအကုန်လုံးကိုသိမ့်ပိတ်လိုက်ပြီဖြစ်ကြောင်းအရကတက်တော့ကြီးတော့ခွင့်ရတယ်ကထုတ်ပြန်တရားဝင်ထုတ်ပြန်ပြီးပြီဖြစ်ပါတယ်အဲ့တော့ညောင်ကျိုးကနေတွားရင်ညောင်ခြေတော့တဒါအတက်က25မိုင်ထိတိမ့်တာနိုင်ဖို့လိုပါတယ်ဒါကြောင့်ညောင်ကျိုးကိုဖိမ့်ပြီးွားပြီဆိုရင်ကပ္ပစ9နဲ့ကပ္ပစ16 60မီတာဖြစ်ပါတက္ကသတုံးကြီးကနှစ်တောင်ထုံးပုံဝင်တောင်ကျော်ကထုံးပုံအကောက်တောင် ါတွေကိုရှောက်သိမ်းဖို့ပြပါတယ်ဒါတွေကိုရှောက်သိမ်းနိုင်မှာညောင်ကျိုးညောင်ချီတော့ pushing ကိုကျွန်တော်တို့စစ်ဆင်နိုင်မှာဖြစ်ပါတယ်ညောင်ကျိုးเนี่ยမလမ်းကမှာဇော်ပြန်တောင်လို့ခေါ်တယ်တောင်မောက်တောင်ရှိတယ်ဗျအဲ့ဒီဘောကလက်နက်ကြီးနဲ့ပြစ်ချတာဗျနောက်တစ်ချက်ကဆင်တယ်ကပ္ပစာတုံးရွှေတောင် pushing 230 kb ဓာတ်အားလိုက်နေရှိတယ်တောင်ပေါ်တိုင်းကြီးကိုတတိုင်းလဲတာနဲ့တတိုင်းဖရီးပဲဖြုတ်ချတာဒါရီဒါရီပြူဟာကြကြလှုပ်ဆောင်ကြနောက်တစ်ခုက မင်းလာမင်းလာနဲ့ပတ်သက်ပြီးကပ္ပစရီမင်းလာမှာကပ္ပစရီကဝဲဖို့ပြင်းပြထန်ထန်ပြင်ဆင်နေတယ်မင်းလာအထက်မင်းလာကကပ္ပစရီအင်မတန်အရေးကြီးတဲ့ကပ္ပစရီဖြစ်တယ်ကပ္ပစနှစ်ကပ္ပစတစ်ဆယ်ကပ္ပစဆတ်တော်အတမင်းလာကမလွန်ကြီးပါမြောက်ဖက်မှာရှိတဲ့ကပ္ပစနှစ်ဟာခြေစံနေမြောက်စံနေထုတ်တယ်။ကပ္ပစ၁၀ကတော့မစ်ဆိုင်ဒုံတာဝိပြဒုံကြီးထုတ်တယ်။ဒုံကြီးတူလောင်လာအများအပြားရှိတယ်။ကပ္ပစ၁၃ mind တော့ဒီသုံးခုကိုဖြိုချဖို့မင်းလာနေပတ်သက်တဲ့မင်းလာညို့နေပကဖအပါဝင်ပူပေါင်းတက်ပြရတပြိုင်နဲ့စစ်ဆိုင်နိုင်လို့လို့လေအထက်မင်းလာဆိုတော့မင်းတို့ပြည်စမင်းအံပဒန်လာနဲ့ဆက်ဆက်နေအံပဒန်လမ်းကလက်ရည်ကတော့ပြီးရင်တော့မင်းမူငဖဲပြည်ပြည်စလင်း မင်းလာစီကိုရောက်ချေတက်နိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ကဲရတော့ဆရာလေးမြတ်ကျော်အနေပြီးတော့မှအေးနဲ့ပွန်တဖို့ဝင်နေညောင်ကျော်စကောင်းအတင်းပရရှိပြတဲ့နောက်ပိုင်းမှာဘက်စကန်းနေနဲ့ပေါ့နော်ဘယ်မျိုးတွေကိုတကန်းနေလဲဆိုတာကိုပြောဆိုထားဖြစ်ပါတယ်အတိကအနေနဲ့ကတော့စကောင်းစီနေနဲ့ခုဆိုရင်ညောင်ကျော်စကန်းကြပြတဲ့နောက်ပိုင်းမှာသူတို့ရဲ့ပေါ့နော်ကပါစာဆလင်းနေုံတွေကိုအေးနဲ့ပွန်တဖို့ဝင်နေရတယ်ပြီးတော့မှတက်ခိုက်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ လုံချွေးတွေတုံ့ပြန်ထားတော့ကျွန်တော်ကြားနေရတာပဲဖြစ်ပါတယ်တကယ်လည်းတိုက်တော့မှာပေါ့နော်စခွေးတက်တိုက်ရတော့အခုချိန်မှာတော့ပြာရခန့်တွေပဲမှကျွန်တော်တော်လိုင်းရဆူတွေကနေပြီးတော့မှအညာတွေတက်မှာစူးစီးပြီးတော့မှစစ်ကောင်ဆီယာလင်းနေတဲ့တွေဖြစ်တဲ့ကပါဆာဆလင်းတွေရုံတွေကိုတခုပြီးတခုတင်ပေးဖို့အခုဆိုရင်မာဘျူအမြောက်စစ်စင်ရတွေလာတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ Liberal မျိုး GTI College ကတွဲဖက်ပါမောက်ခအကြောင်းကိုတင်ဆက်ထားတဲ့သတင်းလေးကြိုးစစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီခေါက်မှာတော့ကျမတို့ဒေါနာ TV ရဲ့ပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ်အနေနဲ့ လက်ဗရန်မျိုးကပြည်သူတအူးပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ဘကိုးတိုင်းဒေသကြီးအနောက်ဖက်လက်ဗရန်မျိုးနယ်ရှိအစိုးရစက်မှုလက်မှုတိုက်ပံကြောင်း GDI အကြောင်းက EP ဌာနမှတွဲဘက်ပေါမောက်ခဒေါ်တီရာမြင့်ဟာငွေကြေးတက်နိုင်တဲ့ကြောင်းသားကြောင်းသူတွေကိုမိကုန်းနေရောင်းချခြင်းငွေကြေးမတက်နိုင်သောကြောင်းသားကြောင်းသူများအားမိကုန်းမတိအောင်လှည့်စားခြင်းများဆောင်ရွက်နေပါတယ်။ကြောင်းသားများညီလူညီမျှဆက်ဆံခြင်းမရှိဘဲဘတ်လိုက်ဆက်ဆံခြင်းမျိုးပြုလုပ်နေပါတယ်။ ဒေါ်သေးရာမြင့်ဟာဆရာဆရာမများနဲ့လည်းမတည့်ပဲတကြောင်လုံးနဲ့တယောက်ဆိုသလိုဖြစ်နေပါတယ်ဒေါ်သေးရာမြင့်ကိုဆရာဆရာမများအနေနဲ့တီးခတ်နိုင်စွာမရှိတော့ကြောင်းလည်းသိရပါတယ်ဒါကြောင့်တာဝန်ရှိသူများကသူ့အားကျောင်းမှပြောင်းရွှေ့ပေးနိုင်ပါရဲ့ကျောင်းသားမိဘတအူးအနေဖြင့်စာရေးသားပေးဖို့ပါသည်လို့ရေးသားပေးဖို့လာပါတယ်ရှင်ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူ့ခြားကပြည်သူ့စကားအစီအစဉ်မှာပါဝင်ခြင်းရဲ့မက်ဆေ့ဘောက်ကနေတစင်စာပေးဖို့ပြီးပါဝင်နိုင်ပါတယ်။ ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ခုဒီမှာကျွန်တော်ကြားတဲ့အတိုင်းပဲ Lebron မျိုး GTA ရပါတော့။ EPA တွဲဖက်ပေါ်မခေါ်နေပြီးတော့မှခုဆိုရင်ကျောင်းသားတွေချင်းချင်းကြားတော်မှာပါနော်ပြန်ပြီးတော့မှခွဲခြားခွဲခြားနဲ့ဆက်ဆံနေတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ကျွန်တော်အားလုံးငယ်ရတုန်းကအစိုးရအကြောင်းတွေမှာတင်ခဲ့ပို့တဲ့အတိုင်းပါနော်ကျူရှင်တဲ့ကလေးတွေကဒီမေခွန်းအဖြစ်လော်ရီရပြီးတော့မှသူတို့အနေနဲ့ဒီဆာမေပွဲမှာကောင်းကောင်းဖြစ်နေတဲ့ပုံစံမျိုးတွေကျွန်တော်အရင်ကလည်းကြုံမှုတာဖြစ်ပါတယ်အခုချိန်ထိပေါ့နော်စစ်ကောင်စီလက်အောက်မှာ သူတို့ရဲ့ဒီပညာရေးစနစ်ကမတိုးတက်လာတဲ့အပြင်ခုလိုမျိုးပြန်ပြီးတော့မှခေတ်နောက်ဆွဲနေတဲ့ပညာရေးစနစ်ကိုကျွန်တော်တို့မြင်နေရတာမဟုတ်ပါဘူးနော်။ဒါကကျွန်တော်တို့ဒီစီရီယမ်မလိုဘဲနဲ့အကြောင်းသိနေတဲ့လူတစုအတွက်ကတော့တော်တော်လေးကိုစိုးရင်ဆရာဖြစ်နေတာဖြစ်ပါတယ်။ကျွန်တော်တို့အနာဂတ်မှာတော့ဒီလိုမျိုးပေါ့နော်။ကြောင်းပြီးပြီးတော့မှနောက်လာမယ့် generation တွေကိုပြန်တည်ပေးမယ့်အုပ်စုတွေကတော့ဒီလိုမျိုးအုပ်စုတွေပါလားဆိုတော့ပေါ့နော်။အတိတ်ကိုမြို့ပပြည်သူတွေခုဆိုသိရှိကြရတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတဘောအနေနဲ့ AA နဲ့ပွန်ထဖို့ပုံတွေရဲ့နောက်ထပ်ပြင်မှတ်တွေကကပါဆာဆလင်းနေယုံတွေဖြစ်တယ်ဆိုပြုံးပါတော့နော်ပြောင်းကြနေပြီးတော့မှခြေကွက်လောက်မြဲဆောင်နေပြောကြားထားတဲ့ဟာပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးတွေပြောအောင်မလဲဆိုတော့ကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်သူဘကူတိုင်းနော်ညောင်ကျူကြောက်အုတ်ရှိပင်ကိုအရတိုက်ပါပါအုတ်ရှိပင်ကိုအရတိုက်လိုက်ခြင်းအဖြစ်သူတို့ရဲ့အာတခံတွင်းဆိုတာကလည်းစစ်တပ်မရှိမှရမှာနော်စစ်တပ်မရှိမှရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စစ်တပ်ကိုသူတို့ကအရတိုက်မှာဖြစ်ပြုတ်တိုက်ရမှာဖြစ်တယ်စစ်တပ်ပြုတ်ဒါတော့မှန်တာပေါ့နော်စစ်လက်နက်တွေ ောက်ခွာရနော်ဒီဆက်လက်နဲ့ဒီပေါက်ခွာကပ္ပစာရေရှိနေတဲ့မြတ်ကာလာပတ်လုံးပြစ်နေခတ်နေတာဘာကြောင့်စစ်တပ်ကလက်နက်ကိုအားကိုးတာများတယ်လေလူဝင်အားအားကိုးတာနည်းတယ်အဲ့တော့ဒီလက်နက်တွေဖောဖောတီတီရပြီဖောဖောတီတီပြစ်နေရင်အဲသူတို့ကတော်တော်ခက်ခဲစေမယ်အဲ့တော့ဒီကပ္ပစာစစ်ရုံနေသူတို့အရတိုက်တယ်အရတိုက်မှုအတွက်ဒီလမ်းကျောကိုအဲသူတို့ဘလောက်ထိတောင်လဲဆိုလို့ရှိရင်နော်သူတို့ရထောက်ဖို့လမ်းကျောမှာအသေးဖွင့်လာတာပါတောင်ကုတ်ကနေပြီးတော့ဒီတို့တောင်ကုတ်ကနေပြီးတော့တို့အောက်ရှစ်ပင်ထိပေါ့ အုပ်ရှိပြည်ထိညောင်ကျူထိကလမ်းကိုသူတို့စောင့်နေပါလေစက်ချင်းနှစ်စီးနေပါတော့စက်ချင်းနှစ်စီးနေချွတ်နေရတယ်သူတေချာစောင့်နေရတွေ့ရနော်အဲ့နေရာအလုံးသူတို့သူတို့ကားသွားလို့ရတဲ့လမ်းတွေရှိရကားမသွားလို့ရအဲ့ကားသွားလို့ရတဲ့လမ်းတွေဆိုထားပြီးကားမကားသွားလို့ရကျင်းနေနေရအလုံးဆက်နေလမ်းတွေပြန်ဖောက်နေအဲ့နေရာတွေအလုံးကမိုင်းတိုင်းအတိကျနေဘယ်နေရာဘယ်နေရာဆိုတာစောက်လို့ရမှရှိထားပြီးသားဖြစ်တယ်ဒါပေမဲ့လည်းမောင်မင်းကြီးသားတို့ကဘာလို့ဘာမှအလုံးမလုပ်တဲ့အတွက်ကြောင့်မို့လို့ခုထောက်ဖို့လမ်းကြောင်းနေအလုံးကပွင့်နေတယ်လမ်းတွေပြောပြန်နော်မြောင်းလိုက်ရောပြုတဲ့ခါကျတော့ဒီကနေစစ်ကူပို့မယ်ဒီကနေရိတ်ခါပို့မယ်လေဒီလမ်းကျောသွားမယ် အဲ့ဒီတောင်ကုတ်ကနေပြီးတော့ဒီအုတ်ရှိပင်ထီရာနော်ဒီလမ်းတစ်ကျောလုံးမှာကရွာတွေရှိတယ်ဒီရွာတွေအားလုံးကလည်းချင်းနဲ့ကြခိုင်လူမျိုးတွေအများစုနေထိုင်တဲ့နေရာဖြစ်တယ်အဲ့တော့ဒီရွာတွေအားလုံးကရွာသားတွေလည်းပါတယ်ဒီရွာသားတွေကလည်းဟိုဘယ်လိုကောင်းမဆိုရှင်နေနေကျွမ်းကျင်မှုတွေလည်းပါတယ်အဲ့ဒါကြောင့်မို့လို့အခုဒီတစ်ကျောလုံးမှာရှိတဲ့စခန်းတွေတော်တော်များကျသွားလဲဆိုတာကဘာလို့ကျမှာမဟုတ်ဘူးအဲ့ဒီအထက်ရာစီလူကြီးမင်းတွေရမပြတ်သားမှုနော် အေအေကလည်းဒီကြောတိုက်တာကဘယ်လောက်ထိလဲဆိုလို့ရှိရင်ပကံခွဲရနောက်မှာပကံခွဲချောင်းဆိုတာဒီအဲ့ချောင်းကလည်းတကြိုးတည်းဆက်သွားမယ်ရေးဆိုမိုးထီထီရောက်တာပေါ့နော်အဲမိုးထီအဲ့တော့မိုးထီဆိုတဲ့ချားဆောင်စခန်းပေါ့ဆိုချင်တာကရခိုင်ပြည်နယ်နဲ့ဒီပဲခူးတိုင်းအဆောင်စခန်းပုံစံမျိုးရှိတယ်အဲ့ဒီကြောလုံးမှာလည်းအေအေတွေတပုံကြီးပါပဲနော်အေအေကအင်အားမရှိဘူးဆိုအဲ့ညမှာ1500လောက်အနိုင်ဆုံးဝင်တိုက်နေတာပါအဲ့တော့1500လောက်အနိုင်ဆုံးတိုက်နေတယ်စစ်တပ်ကသွားခုခံတာက အဲသူတပုံက1500ဆိုလို့ရှိရင်စစ်တပ်ကသွားခုခံတာကတပုံရဲ့3စတစလောက်နဲ့သွားခုခံတာအဲ့ဒီတကြောင်မလို့အဲရုံးကန်နေရတာလည်းပါတယ်ပေါ့နော်အားကြောင့်မလို့ရုံးကန်နေရတာဖြစ်တယ်ဒါအယောင်ပြတိုက်နေပြောတာပဲနော်ဒီကကြာသွားပြီဟဲ့ဆိုလို့ရှိရင်တော့ဒီကဘာဆက်ဆက်ရုံကြာသွားပြီဟဲ့ဆိုရင်အဲစစ်တပ်ပြို့ဖို့ဟာအဲဘယ်လိုခေါ်မလဲတွန်းအားပေးတယ်ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်နော်လောင်စာတစ်ခုဖြတ်သွားပြီ ကြောင်ကြရတော့ကျွန်တော်မြေပပီသူတွေနည်းနဲ့ပေါ့နော်ကပါဆာဆလင်းနေုံတွေဒါအေးနဲ့ပွန်သဖို့ဦးနေရနေပြီးတော့မှရရှိပြီးပြီဆိုတာနဲ့စစ်တပ်ကပြောကြသွားပြီဆိုပြီးတော့ပေါ့နော် ွင့်ခါတိပေးလိုက်တာပဲဖြစ်ပါတယ်တကယ်လည်းအလိုပဲပေါ့နော်စစ်ကောင်စီနေတဲ့အခုချိန်မှာသူတို့ရဲ့လက်နက်တိုက်ကပါစာဆလင်းနဲ့အယုံတွေကနေပြီးတော့မှကျွန်တော်မိဘပြည်သူတွေရှိတဲ့နေရာတော်တော်များများကိုဘုံကျက်တခန့်မှုတွေပြီးတော့မှလက်နက်ကြီးတွေနဲ့နောက်လျှောက်ပစ်နေတာမို့လို့ကျွန်တော်အတွက်ပေါ့နော်ဒီကပါစာဆလင်းနဲ့အယုံတွေကိုတင်းနိုင်ဖို့ကဘယ်လောက်ထိအရေးကြီးလဲဆိုတာကိုတွေ့ရတာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နေမှာကြာခင်မှာတော့တော်လိုင်းရဆုတွေစုပေါင်းပြီးတော့မှစစ်ကောင်စီရဲ့ဒီအာကွာထားရတဲ့ကပါစာဆလင်းနဲ့အယုံတွေကိုတခုပြီးတခုတင်ပတ်ရရှိမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ် ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့စကောင်စီနေနိုင်ပါတော့တရင်ရှုံးနေတဲ့အချိန်မှာဥပဒေကိုလည်းတလုံးချလုပ်ပြီးတော့မှအောက်ခြေမှာပေါ်တာဆွဲနေလို့ဘောမဇော်ပွင့်ရနေပြီးတော့မှဘယ်လိုမျိုးပေါက်ကွပြောဆိုထားလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ဘိုင်းမီကိုဘယ်သူတွေတက်စီးနေတာလဲ။နော်။တာဝတီရောက်တော့အရေးမယူနိုင်တာဘာကြောင့်လဲ။နော်။ခင်ဗျားတို့တိုင်းပြည်ချစ်တယ်ဆိုတာလီးပဲလို့ပြောလိုက်မယ်။ဟာ။တဲ့ပြောပြီနော်။ဟိုစောက်ဆန်နေအဲ့လိုမျိုးခင်ဗျားတို့နော်နိုင်ငံတော်အစ်င်းနေတယ်ဥပဒေတည်းထုတ်လိုက်တယ်ဆိုရင်ခင်ဗျားတို့စွဲတယ်ဒီပေါ်တာတွေ။ဟွန်း။နော်ပေါ်တာတွေစွဲတယ်တိုင်းပြည်ကိုနော် မကောင်းတာကိုကောင်းအောင်လုပ်မယ်လို့မကြံဘူးခစ်ပြက်နေတာကိုခစ်ကောင်းအောင်လုပ်မယ်လို့မကြံဘူးเนาะအခွင့်အရေးလေးခမားတို့ဥပဒေတစ်ခုထုတ်လိုက်ရင်အခွင့်အရေးတစ်ခုပေးလိုက်တယ်လို့ခမားတို့စားပေါက်ရသွားတယ်လို့ခမားတို့အောက်တန်းကြတယ်ဝန်ထမ်းတွေခမားတို့တော်တော်အမျိုးရုပ်တဲ့အောက်တန်းစားတွေကျုပ်ကပြောလိုက်တန်ဖိုးတက်တက်လာတာယွန်းတာเนาะမကန့်နိုင်တာเนาะခမားတို့ပြောလိုက်တာကပေါ်တာဆွဲဆိုရင်ပေါ်တာပဲဆွဲဥပမာတစ်ခုနောက်ဆုံးအစ်တိလူသစ်စုဆိုရင်လူသစ်ပဲစုခင်ဗျားတို့ငွေတောင်းခိုင်းတာမဟုတ်ဘူး နော်ခမရတို့ရက်ကွက်တွေရက်ကွက်တွေမှာနော်လူစုတွေခမရတို့ကျွန်တော်မနေ့ကလည်းပြောပြီးပြီအခုကျွန်တော်လာပြောနေပြန်ပြီငါတို့စစ်တပ်ထဲဝင်ခိုင်းအောင်ချမ်းသာတဲ့ကောင်တွေအတိုင်းဝိုင်းနေမှာပေါ့မင်းကိုယ်တိုင်ဝင်တိုက်တယ်ငါဝင်ပြီးပြီငါအသက်45နှစ်ရှိပြီလို့နော်ငါဝင်ခဲ့ပြီးပြီငါတို့ကဖေးစစ်သားသားစစ်သားလို့ပြောခဲ့ပြီးပြီနော်တကယ်လူကုန်တိုင်းအတိုင်းဝိုင်းချမ်းသာတဲ့ဟာတွေမှာအများကြီးဒီလိုလူတွေကြတော့မပါဘူးနော်အေးမပါဘူးရတယ်မပါနဲ့ဆွဲပြီးတဲ့လူကိုငွေနဲ့ပြန်မရွေးခိုင်းနဲ့လေ ဟုတ်လားအဲ့တော့ကျတော့ဘာဖြစ်လဲဒီနိုင်ငံတော်နာဇာကဝန်ကြီးချုပ်ကာကြိုကြီးဦးမင်းအောင်လိုင်းဝန်ကြီးချုပ်ကြီးဦးမင်းအောင်လိုင်းဦးဆောင်တဲ့အစိုးရကြီးပုံရိပ်ပုံရိပ်ကိုဖျက်ဆီးနေတာဘာလို့လဲဒီဝန်ထမ်းတွေပဲဝန်ထမ်းတွေဆိုတာအချင်းပြချသားတဲ့ဝန်ထမ်းတွေဝန်ထမ်းရုပ်ဝန်ထမ်းစုပ်တွေဝန်ထမ်းပြက်တွေနော်ဘဒူဒေဒီငတိမာငတိမာရဲ့ပြီးရောဆိုတဲ့ဝန်ထမ်းစုပ်ဝန်ထမ်းရုပ်အောက်တန်းသားဝန်ထမ်းတွေသူတို့ပဲဖျက်ဆီးနေတာပြည်သူကလည်းဖျက်ဆီးနေတာမဟုတ်ဘူးကဲဇော်ဝင်းပြောတာတွေကတော်တော်လေးဟုတ်ပါနော် ဖြစ်ဖြစ်နေနဲ့ပြောဆိုထားတာမို့လို့ဒီနန်စီတီယံအနေနဲ့ရှင်းတတ်မယ်ဆိုရင်တော့တေးလို့ရနေတာပဲဖြစ်ပါတယ်။မြောက်လိုင်းတို့စစ်ကောင်းဆောင်တွေရနေပြီးတော့မှအထက်ကနေပြီးတော့မှဥပဒေလက်တလုံးချလို့လို့ရတဲ့ဆိုတော့ပေါ့နော်။ပုံစံမျိုးတွေပြတာပေးလိုက်တာမို့လို့အောက်ခြေမှာဒီလိုမျိုးဖြစ်တယ်ဆိုတော့လုံးဝမဆန်းတော့တာပဲဖြစ်ပါတယ်။အခုဆိုရင်လည်းတို့အနေနဲ့ပေါ့နော်။ဒီစစ်မြေပြင်မှာတာတန်းရှုံနေတာဖြစ်ပြီးတော့မှဒီအောက်ခြေမှာလည်းတို့ရဲ့အောက်ခြေရန်ရတွေကယုံပစ်စင်းနေတယ်ဆိုတော့ကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်။အခုဆိုရင်ပေါ်မှာရက်ကွက်ဇော်ပွင့်ရဲ့ပေါ်ရင်ဂျန်တဲ့ဒီ lobby တိုက်ကနေပြီးတော့မှလည်းပေါ့နော်။ တော်တော်လေးကိုပေါ်ကွက်လောက်မျက်နေကြတာမို့လို့ကျွန်တော်အနေနဲ့ဒီစစ်ကောင်စီရဲ့အုပ်ချုပ်ရေးစနစ်နဲ့သူတို့ရဲ့ဒီဖွဲ့စည်းပုံတွေအရဆိုရင်ရိုးရွင်းပစ္စည်းနေပြီဆိုတာတေချာပေါက်ပြောလို့ရတာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပါသားဘောမတကောင်ကနေပြတော့မှလည်းအခုဆိုရင်ကျွန်တော်တို့လူပြောများအနေနဲ့ကပေါ်ချင်ဝန်းဒေတာနဲ့တရုတ်အိန္ဒိယနိုင်ငံအပြိုင်မှုကနေပြတော့မှမြန်မာနိုင်ငံပေါ်တယောက်လာနေတဲ့ပေါ့နော်အခြေအနေတွေကိုပြောဆိုထားရပဲဖြစ်ပါတယ်။သူဘယ်လိုမျိုးတွေပြောမလဲဆိုတာကျွန်တော်ကြည့်လိုက်ရအောင်နော်။တရုတ်နယ်စပ်ကနေတောက်လျှောက်ဝင်လာတဲ့လက်နက်တွေကြောင့် အိန္ဒိယမှာလည်းပြဿနာရဲ့ကြုံတွေ့နေရပါတယ်အိန္ဒိယနိုင်ငံမှာလည်းအဲမြန်မာနိုင်ငံမှာတော့ချင်းပေါ့နော်အိန္ဒိယနိုင်ငံမှာအမီဆိုပေါ့မီဆိုဆိုတာဒါလူမျိုးစုတူတူပါပဲချင်းနေပါပဲအိန္ဒိယနိုင်ငံရဲ့ချင်းတွေကိုမီဆိုလို့ခေါ်ပါတယ်ဒီမှာဆိုမီပေါ့ဆိုတော့ဒီမှာလည်းတိုက်ပွဲတွေဖြစ်နေတာမျိုးတွေရှိတယ်နောက်ပြီးတော့မဏိပူရမှာလည်းလူမျိုးရေးဘာသာရေးအဲတင်းမာမှုတွေပြိပခါရေးဖြစ်နေတာရှိပါတယ်ဒီဟာတွေဟာမြန်မာနိုင်ငံကနေရှန်ကြလာတဲ့ပြဿနာတွေဖြစ်တယ်လို့အိန္ဒိယနိုင်ငံရဲ့သမားတွေကထောက်ပြနေကြပါတယ် ဒါကြောင့်မလို့စကိုင်းတိုင်းမတည်ငြိမ်တာဟာအိန္ဒိယတကူအမှန်တမ်းမှထိခိုက်စေပါတယ်။ဒါစကိုင်းတိုင်းတည်ငြိမ်နေဖို့လိုပါတယ်။ကုံသွေးရေးရလည်းအိန္ဒိယတို့ထိခိုက်တယ်။ဘာသာရေးလူမျိုးရေးနိုင်ငံရေးရလည်းအိန္ဒိယကိုမတည်ငြိမ်ဖြစ်စေတယ်။ဒီလိုမတည်ငြိမ်ဖြစ်စေတာဟာယူသားရဲ့လားလို့ကျွန်တော်ပြန်တွေးစရာရှိပါတယ်။ဘာကြောင့်လဲဆိုတော့တရုတ်ကအိန္ဒိယနိုင်ငံကိုဖိအားပေးဖို့အမျိုးမျိုးစူးစမ်းနေတာဖြစ်ပါတယ်။တကယ်တော့မြန်မာနိုင်ငံဟာလူဦးရေအရာရောအင်အားအရာရောတရုတ်ရဲ့တိုင်ဘက်မဟုတ်ပါဘူး။တကယ်တရုတ်ရဲ့တိုင်ဘက်ကနျူကလ িয়ার လက်ရှိတဲ့လူဦးရေအရာလည်းတရုတ်နဲ့မသိမင်းဖြစ်တဲ့အိန္ဒိယကသာလင်ဒါ တရုတ်ရဲ့ပြိုင်ဘက်ဖြစ်ပါတယ်ဒါကြောင့်မို့မြန်မာနိုင်ငံရဲ့နယ်နိမိတ်တွေမြန်မာနိုင်ငံရဲ့ဒေသမြင်းတွေကိုအသုံးပြုပြီးတော့အိန္ဒိယကိုဒါ pressure ပေးဖို့များလားဆိုတဲ့ဟာမျိုးလည်းထပ်စဉ်းစားမှာဖြစ်ပါတယ်နောက်တစ်ခုကအိန္ဒိယနဲ့တရုတ်ကလည်းနယ်မြေအငင်းပွားမှုတွေရှိပါတယ်အဲ့ဒီအငင်းပွားမှုတွေမှာထင်ရှားလာတာကမြန်မာနိုင်ငံနယ်စပ်နဲ့နီးတဲ့ကချင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့အရုဏာချေပရာဒိရှ်ဆိုတဲ့ဒေသအဲ့ဒီဒေသကိုဒါတရုတ်ကဟိုဟာပေါ့ တောင်တိဘက်အနေနဲ့ပြန်လည်သိမ်းယူလာမျိုးတွေရှိခဲ့ပြန်လည်သိမ်းယူလိုလာမျိုးတွေရှိခဲ့တယ်ပြီးတော့အိန္ဒိယနဲ့တရုတ်ကလည်းနေဆက်အငင်းပွားမှုနဲ့ပတ်သက်ပြီးတော့1960အလွန်ဒီမှာလည်းစစ်တွေဖြစ်ပွားခဲ့ကြတာကြီးလည်းရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့နေနမိတ်ကိစ္စကိုပြောမယ်ဆိုလို့ရှိရင်တော့အိန္ဒိယအရှိတ်ဘက်9ပြည်နယ်စလုံးဟာတစ်ချိန်တစ်ခါတော့မြန်မာပိုင်းဖြစ်ခဲ့ပါတယ်သူတို့ရဲ့လူမျိုးအရာရောအသားရောအရာရောမြန်မာနယ်ပဲတူပါတယ်မြန်မာနိုင်ငံကရှစ်တိုင်းတိုင်းနဲ့ဘာသာစကားလည်းတူပါတယ်တကယ်တမ်းပြောမယ်ဆိုရင်မြန်မာတွေအားလုံးပြောနေတဲ့ကလားပေါ့နော်ဟိုကလားပေါ့ကလားမျက်နှာပေါက်မဟုတ်ပါဘူးမြန်မာမျက်နှာပေါက်တွေသာလည်းဖြစ်ပါတယ်ပြီးတော့ဒီဘက်ကလူတွေရဲ့ဘာသာစကားတွေနဲ့ပဲတူပါတယ်အိန္ဒိယမှာရှိတဲ့လူတွေရဲ့ Dravidian Aryan လူမျိုးစုအနွယ်နဲ့လည်းမတူပါဘူး။သို့တော့မြန်မာပြည်ဟာဒီနယ်မြေတွေကိုဒါအင်္ဂလိပ်လာပထမဆက်ပွဲမှာကတည်းကဆုံးရှုံးခဲ့ပြီးသားဖြစ်တယ်။ဒါကြောင့်မလို့မြန်မာပြည်ရဲ့နယ်မြေတွေကိုထပ်မံပြီးတော့ဘယ်နိုင်ငံမှတောင်းဆိုလို့မရတော့ပါဘူး။မြန်မာနိုင်ငံကသာလျှင်တခြားနိုင်ငံတွေရဲ့နယ်နိမိတ်တွေကိုသာရရင်သာရဖို့အကြောင်းရှိပါတယ်။ဒါကြောင့်ကျွန်တော်မြန်မာပြည်ရဲ့ဘိုးဘေးတွေဟာပထမမြန်မာနိုင်ငံတော့ဒုတိယမြန်မာတတိယမြန်မာနိုင်ငံတော့ခေတ္တမှာဒီနိုင်ငံရဲ့အခြေဝန်ထက်ကိုပိုပြီးကြီးမားတဲ့နယ်နိမိတ် empire တွေကိုတိဆောက်ခဲ့တာပါ။ကဲဒါတော့ဗောနော်ကျွန်တော်တို့ဒီစကောင်စီဘက်တော့တာကန်နေပြမှာခုဆိုရင် ကဘောချင်ဝမ်ဒေတာနဲ့ကျွန်တော်ဒီလိုမျိုးအဖြစ်ပြက်ကဘယ်နဲ့ဆင်းသက်လာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဒေတာလေးကဒီစိတ်နဲ့ကျွန်တော်မိဘပြည်သူတို့ချက်ပတ်ပြောဆိုသွားတာပဲဖြစ်ပါတယ်ကျွန်တော်ဒီတရုတ်အိန္ဒိယနဲ့နိုင်ငံကနေပြီးတော့မှာသူတို့အခုဆိုနိုင်ငံရေးရပါနော်ပြည်ပကအားပြိုင်မှုတွေကနေပြီးတော့မှာမြန်မာနိုင်ငံပေါ်မှာလည်းတရုတ်မှုတွေရှိလာတာဖြစ်ပြီးတော့မှာတဖက်မှာမြောက်နိုင်တဲ့အုပ်စုကနေပြီးတော့မှာဒါကိုတိတိလည်နေပါနော်တိုင်းပြည်ကိုတရုတ်လက်ထက်ကိုထိုးအပ်နေတာပဲဖြစ်ပါတယ်သူတို့ကိုကြိုးအတွက်နဲ့သူတို့ဒီဆရာနာရှင်တဆိုးရှိဖို့အတွက်ဆိုရင်ကျွန်တော်တို့တိုင်းပြည်နဲ့လူမျိုးပေါ်မှာခြံနေရတဲ့မြောက်နိုင်တဲ့အုပ်စုတိုက်ကနေပြီးတော့မှာ အခုဆိုရင်တရုတ်တောင်မှကရုရှားကိုလည်းပေါ့နော်အားကိုပြီးတော့မှကျတို့ဒီလိုစူပါပါဝါအင်အားကြီးနိုင်ငံတွေရဲ့အပြိုင်မှုမှာမြန်မာနိုင်ငံကလည်းမြေစာပြင်ဖြစ်နေရတယ်ဆိုတာတော့ကျတို့ပြောလို့ရနေတာပဲဖြစ်ပါတယ်။ဆိုတော့ကျတို့နောက်ဆုံးဗီဒီယိုတဘောတွင်လည်းစစ်ကောင်စီရဲ့မနေ့ကလေးချောင်းတိုက်ခိုက်မှုကြောင့်ကျတို့နောက်ချုံမြို့စာတင်တိုက်ရပေါ့နော်။တင်္ဂါကုပ္ပပြန်လည်တော်မူသွားတဲ့တရင်နဲ့ပတ်သက်ပြီးတော့ကိုစီဘလိုမျိုးတွေပြောထားလဲဆိုတာကျတို့စစ်ကြည့်လိုက်ရအောင်နော်။အခုဒီကနေ့ဆိုပရိသတ်စာတင်နိုင်မှန်းတည့်ရတယ်ပရိယတ်ဒီစာတင်နိုင်မှန်းတည့်ရတဲ့အတန်းနဲ့ ်ဒီပရိယတ်ဒီစာတင်ဘက်ပေါ်ကိုအနှိမ့်ဆုံးလေကြောင်းကနေပြန်ပြီးတော့ဘုံကျဲထဖြစ်တယ်ဒီမှာတန်ဃာတော်တွေရှိတယ်ကိုရင်တွေရှိတယ်စာတင်နိုင်ယဟန်တန်ဃာတွေရှိတယ်နော်စစ်ဘင်းရှောင်းတွေပြည်သူတွေရှိတယ်ဒီပေါ်ကိုဘုံကျဲထဖြစ်တယ်တန်ဃာတွေပြန်တော်မူရတယ်နော်ဝိနည်းမိတ္တံကိုဆရာတော်ဘုရားကြီးကားဖို့ယဟန်တန်ဃာတွေစီးတာမှန်ဆရာတော်ကြီးမှန်မတိလို့သူတို့ပြစ်တာဒါပေမဲ့ဒီကားကြီးတင်ငန်းပတ်ထားတဲ့ရဟန်းတန်ဃာတွေစီးလာတဲ့ကာမန်တိရတန်းနဲ့ရရဆက်ဆက်ပြစ်တတ်ဖြစ်တယ်ဆရာတော်တွေတားနေတဲ့ဂျမ်းတွေပြစ်တတ်ဖြစ်တယ်ဝင်းနေမဲ့တန်ရောဆရာတော်ကြီးပြန်တော်မူခဲ့ရတယ် ါပေမဲ့ဆရာတော်ကြီးပြန်တော့မူဝါဒအောင်မိမလောင်းမိမချောင်းအောက်တန်းစားတွေကကိုလှုပ်တဲ့အမားကိုဝင်ပခံရဲတဲ့နဲ့ driver ကိုတနတ်နဲ့ချိန်ပြီးလက်ကိုကြောက်ပတ်ပြီးပတ်ခံပြီးတော့ PDF တွေတက်တာပါပြောဆိုပြီးတော့နိုင်ငံပိုင်းရုပ်တံကနေစောက်ရှက်မရှိထုတ်လွှင့်ပြီးတော့လိန်ညာခဲ့တယ်။ဟုတ်တယ်နော်။အတူတူပါခဲ့တဲ့ကံတုံးမြင့်ဆရာတော်ကြီးကဓမ္မအတွက်မခံမရနိုင်ဖြစ်ပြီးတော့အမှန်တရားအတွက်ဒီဟာပြစ်တာဒီစစ်တပ်ကပြစ်တာပါဆိုပြီးရေရေဝုံဝုံမိကြားတော့မူတဲ့အခါမှာယူကြီးအောင်ဆောင်ပြီးတော့ဒီကိစ္စကိုတောင်းပန်ခဲ့တာ။အဲ့ဒီအချိန်မှာတီတက်ကိုဖုန်းကြီးကမလုပ်ခဲ့တဲ့ သာတင်တိုင်းမှာရှိတဲ့တန်ခါပြိုတွေအားလုံးကိုနယ်ရီအကုန်ပြင်းပြန်ထိုင်တယ်။ဘာဖြစ်လို့လဲ။ตาတုံးတာဟုတ်တို့အရင်ကြောက်ပါလား။တောင်းတာစစ်တာဖယားသားအဲ့ဒီထဲမှာဖယားသားကိုသူတို့အကြောက်ဆုံးမှာစစ်သားမှလက်လက်ရှိတယ်ကျောင်းသားမှလူငယ်စိတ်ထိုင်ရခတ်ပြင်ဖယားသားညဓမ္မဘတ်တော်တာအာနာရှင်နေသည်အဲ့ဒီသားသုံးသားမှယဟန်ဖယားသားတော်အရန်ကြောက်ဘာဖြစ်လို့လဲအာနာရှင်မှန်တယ်မြတ်အာဓမ္မပြုတ်ခြင်းမှအာနာရှင်ဖြစ်တာအာဓမ္မမပြုတ်ခြင်းတွေအာနာရှင်ဖြစ်လို့မရဘူး တော့အာနာရှင်ဖြစ်နေတဲ့အတွက်အာဓမ္မကိုလက်ကင်ထားတဲ့ကောင်းကြီးကဓမ္မဘတ်တော်ထားနေတော့အင်မတန်ကြောက်ဒါကြောင့်မလို့ဝင်းနေမြေတော်ဆရာတော်ကြီးပြန်လုံမူတဲ့အချိန်မှာတီရကူကြီးကဥဆောင်ပြီးတော့မာလုပ်ခဲ့တယ်စာတင်တိုင်းမှာရှိတဲ့ယဟန်မျိုးတွေကိုအားလုံးကိုနယ်ပြီးပြန်ပြန်ခိုင်းတယ်ဘာဖြစ်လို့လဲဖျားတားတော်တွေတန်ခါအင်အားကိုခွဲထုတ်လိုက်တာဘလောက်ရောက်ပါလဲစဉ်းစားကြည့်နော်ပြီးတဲ့အချိန်မှာယူနီယံဆောင်ပြီးတော့မင်းအောင်နိုင်ကစောက်ချက်မရှိတဲ့တိတိတိဖာကောင်းဆောက်ခွက်နဲ့ထွက်ပြီးတော့နော်အယူကနေပြီးပြောတယ်နော်မင်းအောင်နိုင်ရောက်ကိုတစ်ချက်ကြည့် ယောက်ျားအဲ့လိုပြည်တည်တည်ယုတ်ကလေအောက်လာစားလာတိထဘယ်ယောက်ျားဖြစ်ဖြစ်ယောက်ျားဆိုရင်တည်တည်တဲ့နဲ့ရှိရဟာတာပြောချင်ပြောလိုက်တယ်ပြောင်စရာပြောချင်ပြောလိုက်ပြီရည်စရာပြောချင်ပြောလိုက်ပြီဒါပေမဲ့မင်းအောင်နိုင်လို့စောက်ွက်အဲ့ဒီတိတိတိကယောက်ျားအောက်တန်းစားရရုပ်လားအင်းမှန်တယ်ဟုတ်ကဲ့လားဒါပေမဲ့အဲ့ဒီလိုအောက်တန်းစားကကျွန်တော်တို့တိုင်းပြည်ကိုတောက်အုပ်ထုတ်ပြီးတော့အခုလိုမျိုးရဲရဲဆက်ဆက်ပြည်သူတွေဘုံကျက်တက်ဖြတ်တာခံနေရတာနော်အဲ့တော့လက်ရှိမြန်မာနိုင်ငံမှာအမျိုးဘာသာကာသနာဆိုပြီးတော့ဝမ်ယမ်ဘီမှာရှိတဲ့နွားကြီးရေစုပြီးတော့អော်ကြတယ်အမှန်ဟမ်တပဲပဲနဲ့ တကယ်တည်းသူတို့အမေနဲ့အခုလိုမျိုးယဟန်တန်ဃာတော်တွေကိုဖမ်းဆီးတဲ့ထောက်ကြတဲ့နှိမ့်ဆက်တဲ့တပ်ဖြတ်တဲ့ဘုံကျဲတဲ့ဒါမျိုးတွေလောက်လာတဲ့အချိန်အဲ့ဒီ YNB ရဲ့နှွားကြီးတွေဘဲဘဲလို့ပေါ်တော့ကဲဒါတော့ကိုစီကနေပြတော့ပါနော်ကျွန်တော်တို့တန်ဃာတော်တွေရှိတဲ့နေရာကိုစစ်ကောင်စီကနေပြတော့မှတိတိလင်းနဲ့ဒီဘုံကျဲတက်ခိုက်သွားတဲ့နေပတ်သက်ပြီးတော့မှအသေးချာလေးကို ကျွန်တော်မျိုးပဲဖြစ်ကြတယ်တိရှောင်ပြန်ပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်။မြောက်နယ်တို့အစုကနောက်ကနေပြီးတော့မှအပြောင်းမျိုးလို့ပြီးတော့မှထောက်ပံ့နေကြတဲ့ဒီမဘာသာအုပ်စုတွေနဲ့ကျွန်တော်ဒီမျိုးညစ်အဖွဲ့တွေဟာဆိုရင်အခုချိန်တိပေါ့နော်ကျွန်တော်မျိုးပဲပြည်သူတွေပေါ်မှာအစိပ်ပင်းရောင်းနေတာဖြစ်ပြီးတော့မှဒီလိုမျိုးစကွန်ဆီကနေပြီးတော့မှဘုံချက်တက်ခဲ့တဲ့အချိန်ကျတော့သူတို့အနေနဲ့ရေလုံလို့ပိတ်နေကြတော့ကျွန်တော်တွေ့ရပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့ဒီလိုမျိုးပေါ့နော်စကွန်ဆီကနေပြီးတော့မှရအစဲဝတ်မှုတွေစပြီးတော့မှကျွလွန်နေအောင်အဲ့ဒီအဖွဲ့တွေကနေပြီးတော့မှပဲဆက်လက်ထောက်ခံနေကြတာဖြစ်ပြီးတော့မှဒီတော်လိုက်မှကျွန်တော်အနေနဲ့ဒီတော်လိုင်းရေးကိုဆက်လက်ပြီးတော့မှ ဒီအဆုံးသတ်မယ်ဆိုရင်မြောင်းလန်တို့အုပ်စုပေါင်းကျန်တဲ့ဘောမအုပ်စုနဲ့မဘာတာအဖွဲ့အစည်းတွေလည်းတခါတည်းဖြစ်သိမ့်ဖို့လိုနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နေမကြခင်မှာတော့သူတို့ပြန်ပြီးတော့ပြေးစခိုင်းမယ်ဆိုတာတိကျတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့မပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကျေးဇူးပေးကြတဲ့မြို့ပပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းမြေနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချန်နယ်နေလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါရစေ။